မြန်မာနိုင်ငံမှာမကြခင်ကြရောက်တော့မယ်။ဒီမှာကဘီရန်နေအကြောင်းကိုဟောကင်းထုတ်ခဲ့တဲ့ထိုင်းဘီရင်ဆီယာမှာမက်ပလိုင်းကဘာကြီးဖြစ်ပွားနေတယ်။ဒီမှာကဘီရန်နေဆိုတာဟာကဘာပေါ်မှာတည်ရှိနေတဲ့တက်ရှိသတ္တဝါအတွက်တော့ခြောက်ခြားစရာကောင်းတဲ့ဖြစ်ရမျိုးကြီးပါ။ဒီမှာကဘီရီဟာဒီကဘာပေါ်မှာတက်ရှင်နေထိုင်နေကြတဲ့လူသားတွေအတွက်ကြောက်စရာအကောင်ဆုံးသောအသက်အိုးအိမ်စည်းစိမ်တွေကိုပြက်စီးဆုံးရှုံးနိုင်ပွဲရှိတဲ့အကြီးမားဆုံးသောဘီရန်နေရဲ့ကတ်ဆိုးကြီးလို့တော့ဆိုရပါပါ။ကြာပြင်းမုန်တိုင်းနေ ရေကြီးရေရှမ်းမှုတွေမိတောင်ပောက်ကွဲမှုတွေငလျင်ပြင်းစားလှုပ်ခတ်မှုတွေနဲ့ငလျင်တိုင်းရဲ့နောက်ဆက်တွဲဘေးရန်ရေကြီးဖြစ်တဲ့ဆူနာမီဟာလူသားတွေအတွက်တော့ကြောက်စရာအကောင်းဆုံးသောတဘာဝဘေးရန်တွေလို့ဆိုရပါလိမ့်မယ်။ယခုနှစ်2025ခုနှစ်နောက်ပိုင်းမှာတော့ဒီမနက်ကဆိုရင်တဘာဝဘေးရန်တွေကိုအပြင်းထန်ဆုံးနဲ့အကြီးမားဆုံးခံစားရတဲ့နှစ်လို့တော့ဆိုနိုင်ပါတယ်။ပြင်းရည်နှင့်မိုးရသည့်နောက်ပိုင်းတောင်တရုတ်ပင်လယ်ပြင်မှာဖြစ်ပေါ်ခဲ့တဲ့မုန်တိုင်းရာခိုင်ဆောင် ရုပ်တရက်ရေးကြီးရေးချမ်းမှုတွေဖြစ်ပွားကမြေပြုံမှုအန်လျက်တွေကိုလည်းရင်ဆိုင်ကြုံတွေ့ရတာပါအခုပြီးခဲ့တဲ့ match လာ28ရက်နေပါလေနှစ်ပေါင်း100ကျော်အတွင်းမှာပြောင်းလဲကတကြောပြန်အသက်ဝင်လာခဲ့တဲ့နမိတ်ကျော်စကိုင်းပြည့်ရီကျော်မြင်းကလေးကြီးနဲ့တူမြန်မာနိုင်ငံရဲ့လေပိုင်းဒေသတစ်လျှောက်မှာရှိတဲ့မြို့ပြကြီးတွေမှာအသက်ဆုံးရှုံးမှုတွေနဲ့အိုးအိမ်တိုက်တာတွေပျက်စီးမှုတွေတော်လင်းကိုများပြားနေတာပါခုမြန်မာနိုင်ငံမှာလှုပ်ခတ်ခဲ့တဲ့ကလေးကြီးဟာဘလောက်ထိကိုအားရင်ပြင်းထန်တယ်ဆိုရင်ထိုင်းနိုင်ငံဘန်ကောက်မြို့ထိတောင်မှအခြားခက်တက်ရောက်မှုရှိတဲ့ကလေးတန်းကြောင့်လည်း ဆောက်လက်ဆောင်တာရှိတယ်။ဖြစ်ဖြစ်ဆောက်ဦးတွေတခြားသောနေအိမ်တွေဆောက်ဦးကြီးဟာပြောကြပျက်စီးမှုတွေကြောင့်လည်းလူတွေရဲ့အသက်ကိုပါနှုတ်သွားနေရပါ။ဒါပေမဲ့မြန်မာနိုင်ငံပြည်သူပြည်သားတွေခံစားနေရတဲ့ဒီတဘောင်ကဘေးရနေကြရအပိသက်အဆုံးသက်ခြင်းမရှိဘဲနောက်ထပ်လည်းဒီလိုမျိုးကြုံတွေ့ခံစားရမယ့်ဒုက္ခတွေရှိလာနိုင်သေးတာကိုပြောပြလာတာကတော့ထိုင်းနိုင်ငံရဲ့နာမည်ကြီးဘေးရင်ဆရာမဘပလိုင်းဆိုတဲ့ဝင်ဖြစ်ပါတယ်။ဘေးရင်ဆရာမဘပလိုင်းဟာယခုနှစ်ဘန်ကောက်မြို့ရင်ဆောင်ဂရန်တချန်တော်တွင်မိလာမှုကြီးမမဖြစ်ပွားမယ့်အကြောင်းကိုဟောကြားခဲ့ရပါဖြစ်ပါတယ်။ အဲ့လိုဘေးရင်ဆီယာမရဲ့ဟောကြားချက်အတိုင်းပဲထိုင်းတကြံဆုံခရံပွဲတော်မှာမိလာမှုတွေများပြားဖြစ်ခဲ့တာပေါ့ဒါကြောင့်လဲအားလုံးကအားသိခဲ့ကြတာပါဒါပြင်ပို့ပြီးတော့အားသိစရာကောင်းတာကတော့ဘေးရင်ဆီယာမပတ်ပလိုင်းဟာ2024ခုနှစ်မှာမကြခင်ချိန်တော်တွေမှာထိုင်းနိုင်ငံနဲ့အင်းကြီးနိုင်ငံများဖြစ်တဲ့မြန်မာနိုင်ငံမှာငလီကြီးလှုပ်ခတ်မှုတွေရှိခဲ့အကြောင်းနဲ့ထို့မြန်မာငလီကြောင့်ဝင်မြန်မာနိုင်ငံမှာသာမကထိုင်းနိုင်ငံရဲ့ဘန်ကောက်မြို့တော်မှာပါပျက်စီးဆုံးရှုံးမှုတွေများပြားမယ်လို့ဟောပြောခဲ့တာပါသောပိုင်းမှာတော့ထိုပင်ဆီယာမမက်ပလိုင်းဟောကြားချက်တွေကို ဘယ်သူမှမအားလောက်ထိတတိမထားမိငဲချတာပါ။ဒါပေမဲ့လည်းအခုချိန်မှာတော့အားလုံးသိကြရတဲ့အတိုင်းငလင်းလုံးခတ်မှုတွေကြောင့်မြန်မာနိုင်ငံရဲ့ထင်ကရနေရာဒေသတွေသာမကထိုင်းနိုင်ငံဘန်ကောက်မြို့ထိပါပြည်စည်းဆုံးရှုံးမှုတွေများပြားနေတာပဲဖြစ်ပါတယ်။ဒီခါမှာတော့ဟော်ဘီလင်းဆရာမဘတ်ပလိုင်းဟာ2025ခုနှစ်မှာမြန်မာနိုင်ငံနဲ့ထိုင်းနိုင်ငံပါဝင်တခြားသောရှိတော်အာရှနိုင်ငံတွေမှာပါတဘာဝဘေးရန်ရည်ကြီးတစ်ခုကိုရင်ဆိုင်ကြုံတွေ့ရအောင်မှာဖြစ်ကြောင်းကိုလည်းသတိပေးဟောကြားခဲ့ပါတယ်။ဗီဒင်ဆရာမပပလိုင်းဆိုရင်မကြခင်မော်ရီကာလောင်ရောက်တော့မှာဖြစ်ခါ မလင်းကြီးလောက်ခတ်ခဲ့တဲ့မြန်မာနိုင်ငံတွင်မြေငရဲ့နောက်ဆက်တွေဖြစ်တဲ့မြေပြိုမှုတွေကြောင့်ပြည်သူပြည်သားတွေအသက်အဝတ်စီးနေနေတဲ့စာအုပ်တွေပါပျက်စီးဆုံးရှုံးမှုတွေနောက်ထပ်ရှိလာနိုင်တဲ့ကြောင့်ကိုကြိုတင်သိပြီးထားလိုက်တာပဲဖြစ်ပါတယ်။ဒါပြင်ဘေရင်ဆရာမမပလိုင်ကမကြာခင်ကာလအတွင်းမှာပဲအင်ဒိုနီးရှားနိုင်ငံမှာကြီးမားတဲ့မိတော်ပေါက်ကွဲမှုတွေကြောင့်အင်အားပြင်းဆုံးမြေငရဲ့ကြီးတစ်ခုထပ်မံလောက်ခတ်အောင်မှဖြစ်ကြောင်းကိုလည်းသတိပေးထားကမြန်မာနိုင်ငံအပါအဝင်ချင်းတော်အာရှနိုင်ငံကြီးတွေပါပျက်စီးဆုံးရှုံးမှုကြီးကြီးမားမားရှိအောင်ဝင်ဖြစ်ကြောင်းကိုလည်းသတိပေးထားပါသေးတယ်။ ဒီလိုမျိုးအင်အားပြင်းမြင်ရင်းကြောင့်ဆူနာမီမြင်းလိုင်းကြီးဖြစ်ပေါ်ကလူသေပြောင်းမှုတွေများပြားနိုင်သလားဆိုတာကိုတော့အထက်ပုဂ္ဂိုလ်ရဲ့အမိန့်ကိုမရသေးတာကြောင့်မပြောရင်းသေးတာဖြစ်ကြောင်းထိုင်းနိုင်ငံရဲ့နာမည်ကြီးဗီရင်ဆန်မမတ်ဘလိုင်းကပြောကြားခဲ့တာပဲဖြစ်ပါတယ်။အခုလိုမျိုးမြန်မာနိုင်ငံမှာငလင်ကြီးတစ်ခုလှုပ်ခတ်မယ်လို့ကြိုတင်နမိတ်ဖန်ဟောကြားခဲ့တဲ့အင်တာနက်ပေါ်ကဆီယမ်မိုင်တူကလည်းဧပြီလ27ရက်နေ့မှာငလင်ကြီးဟာရှီတော်အာရှာဒေသတွေမှာလှုပ်ခတ်မယ်လို့ဟောကြားခဲ့တာကြောင့်ပြည်သူပြည်သားတွေအကုန်ဒီပါလဲ တတိထားကဆင်ခြင်နေထိုင်ကြရပြီဖြစ်ပါတယ်။